်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့နေပြည်တော်မှာမဲဆင်းနေမှားရွေးနေတယ်လို့ဝေဖန်ခဲ့တဲ့ Bullet Last တွေဟာအခုချိန်ထိဖန်ခါရတာမရှိသေးဘူးဆိုတော့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဘူလလာဆွေအဖန်ခါရတယ်ဆိုတဲ့သတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာပြီးတဲ့နောက်စစ်တပ်ကဖမ်းဆီးတယ်ဆိုတာမဟုတ်မမှန်ပဲခေါ်ယူသတိပေးတာမျိုးတော့ရှိကောင်းရှိနိုင်တယ်လို့ကြက်ဖို့သတင်းအင်းမြစ်ကပြောပါရယ်။ အကယ်၍ဘူးလက်လဆွေကိုစစ်တပ်ကဖမ်းဆီးခဲ့မယ်ဆိုရင်သူဝင်ပြိုင်ဖို့စရင်တင်သွင်းထားတဲ့နေပြည်တော်ပုပ္ပတိရိမြို့နယ်မှာကျွမ်းဖို့ပါတီရဲ့ပုပ္ပတိရိမြို့နယ်ပြည်သူကိုစလဲလောင်းနေရမှာလစ်လက်သွားမှာဖြစ်ပြီးတော့အဲ့ဒီလိုဖြစ်သွားရင်ကျွမ်းဖို့ပါတီအတွက်ရောစစ်တပ်အတွက်ပါနင်းနာသွားနိုင်တယ်လို့ဆိုပါတယ်လက်တလုံးဘူးလက်လဆွေဟာနေပြည်တော်မှာပဲရှိနေပါတယ်ဘူးလက်လဆွေအဖမ်းခံရလားလို့ Viber Group မှာမေးမြန်းမှုအပေါ်မှာတော့စစ်တပ်ကဖမ်းဆီးထားတာမရှိဘူးလို့အကြမ်းဖက်ဇော်မဲလုံးဦးစီးတဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့သတင်းသမားတွေစစ်လော်ဘီအမိခံဘောမှသတင်းသမားတွေချိတ်ဆက်ထားတဲ့ Viber Group မှာပြန်ဖြေထားတာကိုတွေ့ရပါတယ်။ အော်တိုဘားလ9ရက်နေ့မှာဘူးလက်လာဆွေကနေပြည်တော်မှာမဲဆင်းနေမှားယွင်းနေခဲ့အကြောင်းလူကြီး900ရှိရင်အယောက်300လောက်ကမှားနေတဲ့အကြောင်းဒေတဲ့ဒူရီယောစီးရင်ထဲမှာပါနေပြီးတော့ရက်ကွက်အုပ်ချုပ်ရင်းမှုရဲ့မိသားစုတော်မှမဲဆင်းနေမှာမပါကြောင်း2020ရွေးကောက်ပွဲကာလမှာမဲဆင်းအဟောင်းတွေကိုပြန်ပြီးတော့တုံးတယ်လို့ယူဆရကြောင်းမဲဆင်းများဟာအလွန်ကွာဟနေပြီးတော့မဲဆင်းများပြန်လည်ပြုပြင်ရအချိန်ကတပတ်သာကြံတော်ကြောင်းမဲဆင်းမှားယွင်းမှုအဆင်မပြေကြောင်း ဘူးလလဆွေကထုတ်ပေါ်ပြောဆိုခဲ့ကြတဲ့အကြောင်းတရင်ရရှိပါတယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲတရင်ကတော့ကချင်ပြည်နယ်ဖားကံမြို့အရှိတ်ဘက်ကိုအကြမ်းဖက်စစ်တပ်ကထမှန်စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဒီကနေ့အော်တိုဝါလာ၁၀ရက်နေ့မနက်၈နာရီခန့်ကဖားကံမြို့လုံခင်းကျေးရွာအုပ်စုရမ်းချဘက်ကနေတဆင်ဖားကံမြို့ရဲ့အရှိမမလန်းကျေးရွာဘက်ကိုအကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာခဲ့ရာ KIA နဲ့ KPDF တပ်ဖွဲ့တွေနဲ့တိုက်ပွဲပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကအထိနာနေတဲ့အတွက်ကြောင့်114ရင်းနဲ့ဘုံသီးအလုံးရည်40ခန့်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်ဖားကံမြို့ရဲ့အရှိမချမ်းမလန်းကျေးရွာဘက်ကိုစစ်ခွေးစစ်ကြောင်းတွေကလုံခင်းရမ်းချဘက်ကနေပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေတာ9ရ ရ600လောက်ရှိနေပါပြီ KI နဲ့ KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကလည်း drone တွေလက်နက်ကြီးတွေနဲ့ပြန်လည်ခုခံတိုက်ခိုက်တော့တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေပါတယ်စစ်ကောင်စီစစ်ကြောင်းဘက်ကလည်းအထင်အရှားတွေရှိတယ်အဲဒါကြောင့်ဒီကောင်တွေကလေးချောင်းကိုတုံးတာဒီမနက်112နဲ့တိုက်ခိုက်သွားတာ112နဲ့6ကောက်လောက်ပတ်ပြီးတော့ဘုံအလုံးကြီး450လောက်ကျဲချသွားတယ်လို့ KIC ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်အဲ့ဒီအချမ်းပါစစ်ခွေးစစ်ကြောင်းဟာဖားကံမျိုးအရှိတ်အချမ်းမှာရှိတယ်။လဲပြင်းမလန်းရွာဟောင်းဘက်တို့ကနေစိုင်းတောင်ကျေးရွာဘက်ကိုစစ်ကြောင်းထုံးနေခြင်းဖြစ်ပြီးတော့ ဖားကံမျိုးတက်မခုံးကနေပြီးတော့လက်နက်ကြီးများဒရုန်းများနဲ့လည်းပြစ်ကူပေးပြီးတိုက်ခိုက်နေတော့လေ၎င်းတို့ဘက်ကအထိနာနေတဲ့အတွာလေးချောင်းကနေတိုက်ခိုက်နေချင်းဖြစ်တယ်လို့သိရပါဗျ။မနေ့ကအော်တိုဘားလာ9ရက်နေ့နေ့လယ်12နာရီလောက်ကလည်းဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့သေးတယ်လို့ပြောပါဗျ။ဖားကံမျိုးကိုအချက်မှတ်စစ်ခွေးတိုက်ရဲ့ တမ33တမမှုဘုံမှုချုပ်ကောင်းမင်းထွန်းနဲ့မိုးကောင်းအခြေဆိုင်တမဟာ3တမမှုဘုံမှုချုပ်ဇော်ဝင်းတို့ကဥဆောင်တဲ့အချမ်းပါစစ်ခွေးစစ်ကြောင်းကပြည်သူလူထုတွေကိုလက်နက်ကြီးများဒရုန်းများလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်လေးလကျော်အတွင်းမှာပြည်သူအယောက်90နီးပါးသေဆုံးက290ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြည်နယ်တထုံမြို့လေရင်ကွင်းသားမှာမိုင်းပေါက်ကွဲပြီးတဲ့နောက်ပိုင်းတထုံမြို့ပေါ်မှာလုံခြုံရေးအင်အားတွေတိုးချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ၄ရက်နေ့မှာတထုံမြို့ရွေးကောက်ပွဲကော်မရှင်ရုံးသားကလေရင်ကွင်းသားမှာမိုင်းပေါက်ကွဲခဲ့တယ်လို့သိရပြီးတော့အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးကလေးကမြို့ပေါ်မှာစစ်တပ်ဘက်ကအစစ်ဆေးတွေကျန်းနေတယ်လို့မြို့အဝင်အထွက်တွေမှာလည်းစစ်ဆေးတာတွေတင်းတင်းကြပ်ကြပ်လုပ်နေတယ်လို့သိရပါတယ်။ပေါက်တဲ့နားကလေရင်ကွင်းသားမှာပါ ရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ထောက်ပို့တက်တဲ့အခြားအစိုးရရုံးတွေလည်းရှိနေပါတယ်အဲ့ဒီနေ့ကလေးကအခုချိန်ထိစစ်ဆေးတာတွေလုပ်တယ်မိုင်းဖောက်ခွဲတဲ့သူကတော့မမိသေးဘူးလို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အဲ့ဒီပောက်ကွဲမှုဖြစ်ပြီးတော့တထုံမြို့မြို့တိကားလန်းနဲ့ဒူးရင်စိတ်တရမ်းမာပါပိတ်ဆို့စစ်ဆေးနေပြီးမြို့ဝင်စစ်ဆေးရေးဂိတ်နှစ်ခုမှလည်း PSMS စနစ်တွေနဲ့စစ်ဆေးတာတွေကိုပါလုပ်နေတယ်လို့သိရပါတယ် ဂိတ်တွေမှာဆိုင်ကယ်တွေကားတွေကိုစစ်တယ်အဓိကဆိုင်ကယ်သမားတွေကိုစစ်တာပါလူငယ်တွေကအဓိကပြတ်မှတ်ထားအစ်စ်ခံနေရတာပေါ့ရွာဘက်ကလူတွေမှတ်ပုံတဲ့မပိုင်တော့မြို့ထဲကိုအဝင်းခန္ဓာတွေလည်းရှိတယ်လို့ဒေသခံတဦးကပြောပြထားပါဗျ။သထုံမြို့နယ်ဟာစစ်ကောင်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတစ်မှာပါဝင်တဲ့မြို့ဖြစ်ပြီးတော့စစ်ကောင်မရှင်တပ်ကလုံခြုံရေးတွေတုံးမြင့်ထားတာညပိုင်းနေမှာအစင်းစစ်တပ်တွေကိုပါလှုပ်ဆောင်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်ဒလာဒရာနောက်ဆုံးအဆင့်အခြေအနေကိုအကြံဖတ်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်းကလာရောက်ကြည့်ရှုမှာဖြစ်တဲ့အတွက်ရန်ကုန်ဒလာမြေကူးတမန်စိတ်များအလုံးကိုစစ်တပ်ကပိတ်ပင်လိုက်ပြီးတော့မြေအတွင်းမှာလည်းစစ်တင်းမောင်းများကင်းလည်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဘားလ9ရက်နေ့ည8နာရီခန့်ကရန်ကုန်ဒလမြေကူးတင်းမောစိတ်တမန်များအားလုံးကိုစစ်တပ်ကပိတ်ပင်ခဲ့ခြင်းဖြစ်ပြီးတော့ရန်ကုန်မြေအတွင်းမှာလည်းစစ်တင်းမောတချို့ကိုကင်းလက်ချထားတယ်လို့သိရပါဗါဒလမြို့ပေါ်နဲ့မြို့နယ်အတွင်းတွေမှာလည်းစစ်တပ်ကတပ်ဆွဲခဲ့ပြီးတော့ကင်းလက ခဲ့ပြီးရန်ကုန်မြို့စိတ်ကမ်းဘက်အချမ်းမှာစစ်ကားငယ်တချို့နဲ့လှည့်လည်ကင်းလဲမှုများမနေ့ကကလေးကလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒလရန်ကုန်တာမန်တွေနဲ့တာမန်စိတ်တွေအလုံးကမနေ့ကည၈နာရီကလေးကပိတ်ထားတယ်။သူတို့ပြေးဆွဲပေးနေတဲ့ရန်ကုန်ဒလမြေကူးတင်မတော့ကူးပေးနေတယ်။ဒါပေမဲ့လူကြီးလာရင်မြေကူးတင်မလည်းခဏရထားပေးရမယ်လို့ပြောတယ်။မြေထဲမှာတော့စစ်တင်မတွေတွေ့နေရတယ်။ရန်ကုန်စိတ်ကမ်းဘက်မှာလည်းစစ်သားတွေတော်တော်များများချထားတယ်။ဒလတရားကိုဟိုစစ်ခွေးကောင်းဆောင်မင်းအောင်လိုက်လာကြည့်မှလို့ပြောတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ ဒီကနေ့မနက်10:00ခွဲအချိန်ဝင်းကျင်မှာလဲ ်မနေ့ကညာကလေးကလုံခြုံရေးအရာလေးစိမ့်များနဲ့လမ်းများပိတ်ပင်ထားမှုကိုစစ်တပ်ကပြန်လည်ဖွင့်ပေးလိုက်တယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါရယ်စစ်ဘက်သတင်းရင်းမြစ်ကလည်းရန်ကုန်ဒလဒရားကိုမင်းအောင်လိုင်းတွားရောက်ရန်စက်တမလာအတွင်းကလည်းစီစဉ်ထားခြင်းဖြစ်တော့လေရုရှားခီးစဉ်အပါအဝင်အခြားကိစ္စတွေကြောင့်ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရတယ်လို့ပြောပါရယ်ဒီကနေ့အော်တိုဘားလ10ရက်နေ့မှာမင်းအောင်လိုင်းဒလဒရားကိုတွားရောက်ဖွယ်ရှိတယ်လို့ပြောပါရယ်ဒလာဒရာကိုတက်ချုပ်သွားဖို့စီစဉ်ထားတာစက်တမလာကလေးကပါဒီနေ့သွားကျင်လဲသွားနိုင်တယ်ဒရာကနောက်ဆုံးအဆင့်ဖြစ်နေပြီ ဒီဇင်ဘာမှာဒါမှမဟုတ်ဇန်နဝါရီမှာဖွင့်ဖို့တိုးမိလုပ်နေတာလို့စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်ရန်ကုန်ဒလဒရားဟာတမ္မနိဆိုင်ဂျိုလေးလံသွားဒရားကြီးဖြစ်ပြီးတော့ပင်မဒရားအရှိ1936ပင်နဲ့ဒရားအရှိစုစုပေါင်း6143ပင်ရှိတယ်လို့သိရပါရယ်တန်းချင်းတပေါင်းခွဲလောက်ရှိတဲ့တင်မောကြီးများရေလန်းကင်းလွတ်စွာသွာလာနိုင်ရန်အမြင့်ပေ160ခန်းနဲ့ရေလန်းကင်းလွတ်ခွင့်အကျယ်925ပေထားရှိပြီးတော့ဆောက်လုပ်သွားမှာဖြစ်ကော ရင်းတစည်းချင်းခံနိုင်ဝန်အားဖြင့်85တန်အထိခံနိုင်တယ်လို့သိရပါဗျ။ကိုရီးယားမြန်မာချစ်ကြည်ရေးဒလဒရားကိုကိုရီးယားနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ EDCFI လုံချင်းငွေ American Dollar 139.833တန်၊ပြည်တွင်းရန်ပုံငွေ30.341တန်၊စုစုပေါင်းကုန်ကြငွေ American Dollar 168.104တန်ကုန်ကြမှာဖြစ်ပြီး ကိုရီးယားထုတ်ကုန်သွင်းကုန်ဘဏ်နဲ့မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနတို့က2015ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကချင်းငွေဆိုင်ရာသဘောတူစာချုပ်ရေးထိုးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီဒလာဒရာတိဆောက်ရေးအသေးစိတ်ဒီဇိုင်းကိုကိုရီးယားသမ္မတနိုင်ငံ ဆူဆုကမ္ပဏီလီမိတက်ကရေးဆွဲခဲ့ပြီးတော့ကိုရီးယားပညာရှင်များပါဝင်တဲ့ Korea GS Engineering Group ကအဓိကတာဝန်ယူတည်ဆောက်တယ်လို့သိရပါတယ်။ရန်ကုန်ဒလဒရာဖွင့်လှစ်ပြီးစီးပါကရန်ကုန်မြို့ကနေဒလတွန်တီကော်မူကိုညံကုန်မြို့နယ်များဒေဒီယဒရာကနေတစင်ကန်းချီဒေတာများနဲ့အေအော်ဒီတိုင်းတစ်ခုလုံးကိုလင်းမြန်လွယ်ကူစွာသွားလာနိုင်တော့မှဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးမှာအိုးဝေမောင်သမားကိုအမျိုးသမီးနှစ်ဦးကငှားရမ်းပြီးတော့လူရှင်းတဲ့နေရာအရောက်မှာကြံရပါရီနဲ့အတူအိုးဝေလူရမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် အော်တိုဘလာရှိရနေညနေ6နာရီခန်းကဖြစ်ပွားခဲ့တာလို့သိရပြီမန္တလေးဥပိန်တရာအနီးဘူဖေယနာမှာအသက်40အရွယ်အမျိုးသမီးနှောင်းဦးကအိုးဝေကိုတားပြီးတော့လက်ကောင်းခြေရွာကိုပို့ဆောင်ပေးရန်ပြောဆိုပြီးအိုးဝေသမားကကြားတဲ့နဲ့ငွေကိုပြောကာလိုက်ပို့ပေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီအိုးဝေနဲ့44လမ်းအတိုင်းအရှိတ်ကိုမောင်းတင်လာပြီးတော့ပန်းစီရခင်ဘိန်းကွန်ကောက်ရမြောင်းပေါင်နားအယောက်မှာအိုးဝေကိုငှားလာတဲ့အမျိုးသမီးနှောင်းဦးတွေကတအူးက အပေါ့သွားခြင်းတယ်လို့ပြောလို့လူရှင်းတဲ့နေရာနားမှာခဏရက်ပေးခဲ့တယ်လို့သိရပါတယ်။အမျိုးသမီးတယောက်ကအပေါ့သွားခြင်းလို့ခဏရက်ခိုင်းတယ်လို့ပြောတယ်။အဲ့ဒီအချိန်မှာသူတို့နောက်မှာဆိုင်ကယ်တစ်စီးနဲ့အမျိုးသားတယောက်ကရောက်လာပြီးတော့အိုးဝေသမားကိုဓာတ်နဲ့ထိုးတာလို့အဲ့ဒီဖြစ်စဉ်ကိုသိတဲ့အိုးဝေသမားတို့ကပြောပြထားပါတယ်။ အိုးဝေရက်နေတဲ့အချိန်မှာနောက်ကဆိုင်ကယ်တစ်စီးနဲ့ရောက်လာတဲ့အမျိုးသားတအူးကအိုးဝေမောင်းသမားကိုအသင့်ပါလာတဲ့ဓာတ်နဲ့ထိုးခဲ့တယ်လို့သိရပြီနော်အမျိုးသမီးနှုတ်နဲ့အမျိုးသားတအူးကိုမခုခံနိုင်တော့တာကြောင့်ပါလာတဲ့ဖုန်းတွေပတ်စံအိတ်တွေနဲ့မောင်းနေလာတဲ့အိုးဝေကိုပါပေးလိုက်ရတယ်လို့သိရပြီနော်အိုးဝေကိုတော့လူရက်သူအမျိုးသားကစီးကလူရက်သူအမျိုးသားစီးလာတဲ့ဆိုင်ကယ်ကိုအမျိုးသမီးနှုတ်ကမောင်းပြေးသွားတယ်လို့သိရပါတယ်သူတို့ကအိုးဝေသမားစီကနေဖုန်းတွေပတ်စံတွေအကုန်ယူသွားတာအစိုးရကကြံစီထားပုံရတယ် ။အိုးဝေသမားမှလည်းဒဏ်ရာရသွားတယ်ပြောတယ်။အခုရဲစခန်းမှာအမှုဖွင့်ထားတယ်လို့အိုးဝေမောင်းသူတို့ကပြောပြထားပါဗျ။လက်တလုံးအုံကျော်ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရပြီးတော့အခုရပိုင်းထဲမှာစိုင်းကယ်လူရမှုတွေကားလူရမှုတွေလည်းမကြာခဏဆိုးသလုံးမန္တလေးမြို့ပေါ်မှာဖြစ်နေတယ်လို့သိရပြီးတော့တရားခံဖမ်းမိတာလည်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မှာရှိတဲ့တကူရွာနဲ့ဒဝယ်မြို့နယ်ထီးခီးရွာကိုအချမ်းဘတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်ပြည်သူ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့အော်တိုဘားလ10ရက်နေ့မနေ့9:40မိနစ်ခန့်မှာတနင်္သာရီမြို့နယ်တကူရွာကိုအချက်မဲ့စစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါဗါးအချက်မဲ့စစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုကြောင့်ခြေရွာနေပြည်သူ10ဦးထက်မနေ့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာရတဲ့သူတွေထဲမှာပြင်းထန်ဒဏ်ရာရရှိသူတွေလည်းပါဝင်တယ်လို့သိရပါဗါးပြည်သူတွေထိခိုက်မှုများပါတယ်ဘုံကရွာတွေကိုကျတာလို့သိရတယ်အခုလက်ရှိအတီးပြုတ်နိုင်တာကတော့ပြည်သူ10ဦးထက်မနေ့ထိခိုက်ဒဏ်ရာရထားတယ် ။ဒဏ်ရာပြင်းထန်တဲ့သူတွေလည်းပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။အလားတူပဲထိုင်းမြန်မာနယ်စပ်ဒဝယ်မြို့နယ်ထီခီရွာကိုလည်းအကြမ်းမဆက်တကဒီကနေ့အော်တိုဘာလ10ရက်နေ့မနက်7:00နာရီလောက်မှာ Jet Fighter တစ်စီးနဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးဆက်လက်နဲ့နှစ်ချိန်ပြစ်ခတ်တိုက်ခိုက်တဲ့အတွက်ကြောင့် ပြည်သူပိုင်ပစ္စည်းများထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဘိတ်တဝဲ KNU ကထုတ်ပြန်ထားပါဗျ။အခုလိုမျိုးလေးချောင်းကနေတိုက်ခိုက်တဲ့အတွက်ထိုင်းမြန်မာအနေဆက်ကိုပြည်သူအယောက်400ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရပြီးတော့ထိုင်းအာဏာပိုင်များကစစ်ဘေးရှောင်ပြည်သူများကိုအကူအညီမှုများလှုပ်ဆောင်ပေးနေတယ်လို့သိရပါဗျ။ဒါအပြင်မုံပြင်းနဲ့ဘီးလေးမြို့နယ်ပြင်းမာပင်စိတ်အနောက်ရွာကိုလည်းအချမ်းပါဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခြင်းကြောင့်ကလင်းငယ်များအပါအဝင်ပြည်သူ၅ဦးတိတ်ဆုံးခဲ့ပြီးဒီကိတ်တန်းရရှိသူ9ဦးရှိခဲ့တယ်လို့သိရပါဗျာ။ နေ့ကအော်တိုဘားလ9ရက်နေ့ည8:73နာရီမိနစ်ခန့်မှာဘီလင်းမြို့နယ်ပြင်းမာပင်စိတ်အနောက်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းဘုံကျဲတိုက်ခိုက်မှုအတွင်းကလင်းငယ်များအပါအဝင်ပြည်သူ9ဦးပွဲချင်းပြီးတိတ်ဆုံးပြီးတော့ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိကာဒဏ်ရာရတဲ့သူတွေထဲမှာ ပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းပါဝင်တယ်လို့ပြောပါဗါးစစ်ခွေးတွေဘုံကျဲသွားတာပြည်သူ၅ဦးတေဆုံးတယ်တေဆုံးတဲ့သူတွေထဲမှာကလေးငယ်တွေလည်းပါတယ်ဒဏ်ရာရတာက900လောက်ပါပါတယ် ပြင်းထန်ထန်ရတဲ့သူတွေလည်းပါတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ